မြန်မာပြည်မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေရတံပိုမြဝတီအလှမဲပထမဆုရှင်နန်းထက်ထက်လင်းက တောင်းဆိုလိုက်ပါတယ်။ဥပောင်တူကနေပြီးတော့သတင်းပေးပို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။ကင်းပြည်နယ်မြဝတီမြို့ကိုစားပြုအလှမဲနန်းထက်ထက်လင်းဂုံပြုညစာစားပွဲနဲ့ငွေသားစု လက်ခံပွဲကိုမြဝတီမြို့မြတ်စန္ဒီပန်းချံ City Home စားတော့ဆိုင်မှာကျင်းပခြင်းအခုလိုပြောခဲ့တာပါ။ စ်ပွဲဖြစ်နေတာပေါ့နော်တယောက်တယောက်ညံညိုးတွေထားပြီးတိုက်ခိုင်းနေတော့မြမအနေနဲ့ရက်စီချင်တယ်ပေါ့နော်တယောက်ကတင်လို့ရှိရင်တယောက်ကရှော့ပြီးအဲ့လိုမျိုးနဲ့ဘောပေါ့နော်လူမှုဆက်ဆက်ရေးမှာရောကိုဘကမှန်တယ်လို့ပဲတထိတ်ချမယုံကြည်ပါနဲ့ရှင့်သူဒီလက်ဖွာလိုပဲပေါ့နော်သူကိုဘကကြည့်လို့ရှင့်နော်လက်ဖွာမို့သူဘကကြည့်လို့ရှင့်နော်လက်ဖွာပုံစံမျိုးအတိုင်းပဲပေါ့နော် သူဘက်ကကြည့်နော်သူမှန်တယ်ကိုဘက်ကကြည့်နော်ကိုမှန်တယ်အဲ့တော့ကိုဘက်ကလည်းတစ်ထက်လေးနည်းနည်းလေးရှော့ပေးလိုက်လို့ရှိရင်တော့အားလုံးအဆင်ပြေသွားမယ်လို့ညီမထင်တယ်ရှင်ဝင်လာဆိုရှင်နန်းထက်ထက်လေးဒီကွန်ပျူတာစာစားပွဲတွေနန်းထက်ထက်လေးဒီမှာကျေစွတိတက်ကတော့သာသမီတွေ့ချင်းဒီခင်းရဲ့ခံကြွေးတော့စားတော့များအားပီတိနှလုံးရှင်ပြောင်းစွာဖြင့်စားတော့နိုင်ရန်လေးစားစွာပန်ချအပ်ပါတယ်ရှင်မြောက်ရီမျိုးကပထမအကြိမ် Miss Universe မြောက်ရီ2017ရွေးပွဲကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကမြောက်ရီမြို့မှာပဲကျင်းပခဲ့တာပါ။အတိုင်းတည်းရဆုံးဖြတ်ချက်ပေါ့ညီမအနေနဲ့ဟိုအကောင်းပဲမြင်ပါတယ်တခြားဘာတရီတူမှဟိုသုံးသက်ထားတာမရှိပါဘူး။ကျွန်တော်ရေရဘာရေချန်နယ်လောက်အောင်လဲဆိုတော့ဒီကျွန်တော်တို့မျိုးတွေကျွန်တော်မျိုးမှဆိုလို့ရှိရင်အနေထားတစ်ခုကဟို အဆင်ပြေပြီးတော့ညရထမြတ်တဲ့မင်္ဂလေးတွေအရင်လို့အပ်တယ်လို့အပ်တယ်ဆိုတာတကယ်လည်းရှိနေတယ်ဒါကိုကျွန်တော်ကအဖို့ထုတ်ပြရမှာပါအဲ့ဒီတော့ကပြိုင်မိုးဝင်အလှမယ်အယောက်20နဲ့ခန်းနံပါတ်7မတ်ထက်တဲ့အူးကတတိယခန်းနံပါတ်18မတ်ချစ်စုငယ်ကဒုတိယနဲ့ခန်းနံပါတ်17နန်းထက်တဲ့လင်းကပထမစုအသီးသီးရခဲ့ကြပါတယ် မြမအလှမယ်ဒီဟာသူတို့ရဲ့တင်ရှားကြောကြားမှုအရှိန်နဲ့အမျိုးသမီးခွင့်ရေးစစ်ရက်စဲရေးငင်းချမ်းရေးတွေကိုတောင်းဆိုကြလိရှိရမှာနန်းတက်တဲ့လင်းကလည်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဟောတနိုင်ငံလုံးမှာပေါ့နော်စစ်ပွဲဖြစ်နေတာတော့မကောင်းဘူးပေါ့နော်စစ်ပွဲရက်သွားမှာညီမတို့တိုင်းပြည်လည်းအေးချမ်းမယ်ပေါ့နော်စစ်ပွဲဖြစ်နေတဲ့အကြောင်းမျိုးအဓိကအရန်အသိညှို့နေတဲ့ခလေးပေါ့နော်ခလေးတွေရဲ့အားနှွဲတဲ့မျိုးသမီးတွေပေါ့နော်သူတို့တွေကစိတ် ထူထိုက်ဒဏ်ရာတွေအများကြီးရတယ်ပေါ့နော်။အားလုံးကျေးဇူးတင်ပါတယ်။ကျင်းပပြီးစီးသွားတဲ့အလှမဲ့ပြိုင်ပွဲဟာမြဝတီမြို့မှာပထမဆုံးပြုလုပ်ခဲ့တာဖြစ်တယ်လို့ကရင်ရိုးရာယဉ်ကျေးမှုတွေဖော်ထုတ်ခွင့်ရရှိခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်တယ်လို့ဆိုပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ